်မင်္ဂလာပါရှင်ကျမတော့ဖူးဦးရင်ွယ်ပါဒီဗီယိုမြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါပါ ချင်းပြည်နယ်ကံပက်လက်မြို့ကိုစစ်ကောင်စီတပ်ကဧပြီလ၁ရက်နေ့ကနေစတင်ပြီးလေကြောင်းတိုက်ခိုက်တာတွေစတိုက်ပြုလုပ်ခဲ့တာကြောင့်ပြည်သူ၂ယောက်တန်ရရှိခဲ့တယ်လို့ဌာနဆိုင်ရာရုံးတွေနဲ့လူနေအများအပြားထိခိုက်ပျက်စီးခဲ့တယ်လို့ကံပက်လက်မြို့နယ်လူသားစာနာပေးစီမံဌာနကဧပြီလ၃ရက်မှာသတင်းထုတ်ပြန်လိုက်ပါတယ်စစ်တပ်က Jet Fighter အသုံးပြုပြီးကံပက်လက်မြို့ပေါ်နဲ့မြို့ရဲကို၂ရက်စတိုက်ဘုံးတွေအများကြီးကျဲချတိုက်ခိုက်ခဲ့ပြီး မြို့ပေါ်ကနေအဆောက်အဦနဲ့ဌာနဆိုင်ရာရုံးတွေ20ကျော်ပြည့်စည်သွားတယ်လို့ကံပလက်မြို့နယ်လူသားစာနာဘေးစီမံဌာနရဲ့တာဝန်ခံကပြောပါရယ်အခုလိုလေကြောင်းကနေတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူ2ယောက်လည်းဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါရယ်စစ်ကောင်စီတပ်ဟာဧပြီလ1ရက်နေ့မှာကံပလက်မြို့နယ်ကလွန်တုံးကြီးရွာကိုဘုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ဧပြီလ2ရက်နေ့နေ့လယ်2နာရီဝန်းကျင်မှာလည်းကံပလက်မြို့ကိုနှစ်ကြိမ်တိုင်တိုင်ထပ်မံဘုံးကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါရယ်ရှင် စကိုင်းတမြုပ်လုံးရေးပြက်လို့ ARI မြေရေကိုတိုက်ရိုက်သုံးနေကြရပြီးတောက်သုံးရေတွေလည်းလိုအပ်နေကြပါတယ်။ဟန်နာတရင်ပြပို့ထားပါရရှင်။ငလင်ကြီးလုခတ်ပြီးတဲ့နောက်စကိုင်းမြို့ပေါ်မှာလက်စစ်မီးနဲ့တောက်သုံးရေတွေပြက်လက်သွားပြီးကန္နာလန်ရှိမြေရေတင်ရနေရာကနေ ARI မြေရေကိုတိုက်ရိုက်အုံပြုနေကြရပါတယ်။ကန္နာလန်တလျှောက်ရေတဲယူတဲ့ရေကားတွေနဲ့ပြည့်နေနေပြီးတောက်ရေပိုခက်ခဲလာတဲ့အခြေအနေကိုရေလာတဲသူတို့ကပြောပြပါဗျာ။တောက်ရေနဲ့စားစားတာနဲ့ပြတ်နေဟိုက အဓိကတော့တောက်ရည်ပေါ့တောက်ရည်ပြန်ပြန်အဓိကတော့အကုန်လုံးစောင်းနေပေါ့စောင်းနေနဲ့ရေပြက်လက်ရေပြက်မှာပဲဆူရမှာဒီကလည်းကိုကဆိုးဆိုရင်လည်းပုံမှန်ရည်ဒီပေါ့ဝီသီးရည်အဲ့ဒါပဲတောက်နေရတာဒီကတော့ရေပြက်နေရပါငလင်တန်ကြောင့်လက်စမီပြတ်တော့တာတောက်ရီသုံးရီမရရှိတာစားတဲ့အခက်ခဲတွေကလလုလဆာမိသားစုဝင်တွေအတွက်ပိုပြီးချက်တဲလာစေတာဖြစ်ပါတယ်မန္တလေးမြို့မှာငလင်ဘေးကြောင့်လုပ်ငန်းတွေရပ်ဆိုင်သွားပြီး ရှူကျဲ့ရဲ့စိတ်ကမ်းမှာဂျပန်လုတ်ကင်နေသူတူကငလျင်မေးတင်ပြီးနောက်ပိုချက်သေးလာတယ်လို့ပြောပါတယ်။လုတ်ကန်လာလင်းဆိုတော့အဲ့လောက်ကြီးတော့သူပြောတော့ကတော့ဒီတိုင်းပဲဗျာ။ဒီတိုင်းပဲဆိုတော့ကိုကလက်လွတ်လက်သာဘွားဆိုတော့တွားရလာတော့ကရသွားတယ်လောက်ကန်သားသွားတယ်မကောင်းတော့တာပဲဒါဒီဟာဖြစ်သွားတော့အဲ့ဒါပဲသိရတယ်ကျွန်တော်လည်းလို့ပြောတယ်ပူဝမ်းရတာပေါ့လောက်ကန်သားလို့မခုလမ်းနေလဲကုန်ပြတ်ကုန်တာဆိုတော့တွားရလာလေတခါရောက်ကုန်တယ်မရှိချက်လို့လိုက်လုံနေရပဲခုလေဒီနောက်မှလောက်ကန်မြန်လေးမန်းလေးလောက်သွားလောက်ရတာဆိုတော့လေ ကမလေးပါတယ်လမ်းနဲ့ကုန်ပိတ်ကုန်လားဆိုတော့ကျွန်တော်တခွရောက်ပါတယ်ငလင်ဘေးကြောင့်လက်တိုင်တွေကျိုးကျကုန်တဲ့အပြင်မြေအောက်တွေ့တန်းထားတဲ့ရေပိုက်တွေလည်းပျက်စီးသွားတဲ့အကြောစကိုင်းမြို့မှာလက်စမီနဲ့ရည်ပြန်လဲရရှိဖို့ကလနဲ့ချီကြမြင့်နိုင်တယ်လို့မြို့ခံတွေကခမန်းထားကြပါတယ်။ဒါကြောင့်မြေရည်ကိုတရက်အုံပြုနေရတဲ့စကိုင်းမြို့ခံတွေအကျွတ်မတန့်ရှင်းတဲ့ရည်မတန့်ရှင်းတဲ့ပတ်ဝန်းကျင်ကြောင့်ကူးစက်ရောဂါတွေဖြစ်ပွားလာမှာကိုလည်းစိုးရိမ်နေကြရပါတယ်။ကျွန်မဟန္နာပါ။ တမျိုးလုံးနှိပါငလင်တန်ထိခဲ့တဲ့တရက်ဦးမြို့နယ်တွေကကြေးရွာတွေစီကိုကယ်ဆယ်ရေးတွေမရောက်သေးလို့ဒေသခံတွေအကူအညီတွေတောင်းခံနေကြပါတယ်။မော်ရစ်ကပြောပြပေးပါလိမ့်မယ်ရှင်။လမ်းအနေထားကဒီလိုကအင်းဝအိုးနဲ့လမ်းလာတာအင်းဝမျိုးဟောင်းအနီးတရဦးမျိုးနယ်တဲကပပဲတန်းပိတ်တန်းဈေးကြိုကျေးရွာအုပ်စုဘတ်ဒီစီကိုကယ်ဆယ်ရေးဝင်ပြီးဖို့ဒေသခံတွေကအကူအညီတောင်းခံနေတာပါလက်ရှိဈေးကြိုကျေးရွာအုပ်စုဘတ်မှာငလင်ကြောင်အိမ်အလုံးလိုက်မြစ်ထဲပါသွားတာတွေရှိနေပြီး ရွာထဲမှာပိတ်မိနေတဲ့သူတွေကိုကိုထူကိုထနဲ့ကယ်ဆယ်ရေးလုပ်နေရကြောင်းဒေသခံတွေက DPP ကိုပြောပါတယ်။အဲ့ဒီကျေးရွာအုပ်စုတွေဟာဒေါက်တာဝတီမြေဘေးကကျေးရွာအုပ်စုတွေဖြစ်ပြီးကယ်ဆယ်ရေးအတွက်လာဖို့အတားအဆီးတွေရှိနေတယ်လို့လည်းဒေသခံတွေကဆက်ပြောပါတယ်။ရှင်တော့နည်းနည်းပပမဲလာတယ်ကဲဆယ်ရေးတော့မရဘူးဘယ်လိုပြောမလဲအရွာတဲဝင်မောဆက်တော့ဝင်လုခတ်တယ်လေဒါကြောင့်မလာကြတာဟိုဒီစစ်စေးရေးလည်းရှိတယ်ပြီးရင်စက်လေတွေနဲ့ပါလို့နဲ့လာမယ်ဆိုရင်တို့အလှမ်းပြစ်တယ်ဆိုတော့လေ ဒေတာခန်တွေရဲ့ပြောပြချက်အရအနည်းဆုံးလူ90ကျော်ပိတ်မိနေပြီးလူ20ကျော်သေဆုံးနိုင်တယ်လို့ဆိုပါတယ်။ DVB အနေနဲ့သေဆုံးပျောက်ဆုံးဆင်းနေကိုအတည်ပြုနိုင်ဖို့အဲ့ဒီဂျေးရဘက်တီစီဖုန်းဆက်သွယ်ပေးမယ်။လက်ရှိချိန်ထိအင်းဝါနဲ့တရအူဘက်တီဟာဖုန်းလိုင်းနဲ့အင်တာနက်လိုင်းတွေပြတ်တောက်နေစေပါ။အင်းဝါမြို့ဟောင်းထဲမှာတော့အလှူရှင်တွေအကူအညီနဲ့စားတောက်ရေးအပိုင်းကိုဖြည့်ရှင်းပေးနေပေမဲ့လည်းပြိုကျပျက်စီးသွားတဲ့ ဖះเจ้าဆောင်တွေနမ်းမြို့ရိုးတွေကိုမရှင်းရသေးဘူးလို့အင်းဝမြို့ဒေသခံတွေကပြောပါတယ်ဖះတွေပြိုတဲ့ဟာကတော့မရှင်းဘူးပေါ့ဒီကျွန်တော်ညွှန်နေရတော့၄ယောက်သေးသွားတာ၂ယောက်ကတော့အဲ့လိုမျိုးထုတ်လို့မရလို့ပြန်ထားလိုက်တာပေါ့ထီသုံးနေရတော့ကျွန်တော်ဈေးကြိုရွာပြအဲ့ဈေးကြိုရွာ15အိမ်လောက်ကတော့ညထဲလိုအောက်ကုန်းနှိမ့်သွားတာပေါ့ညထဲပါသွားတာအိမ်ရောဝိုင်းရောဘာမှရတယ်ချီရောဒီကျွန်တော်တို့ဟိုအောက်ထုတ်တန်းကတော့လူတွေပါရောပြေးသွားမရှိဘူးဈေးကြိုကတော့နည်းနည်းပြေးပြောက်များတယ်ကြာ ငလင်ကြောင့်တရဦးအင်းဝတရာကျိုးနေပြီမဲ့ကားလမ်းပေါက်သေးတယ်လို့သိရပါတယ်အင်းဝမြို့ဟောင်းထဲမှာတော့ကုန်းမောင်ခစ်လေ16ရာစုလက်ရာမဲနုအုပ်ကြောင့်လေးတက်ကြီးဖရားနဲ့နမ်းမြို့ရိုးဟောင်းတော်တော်များများပြိုကျပျက်စီးသွားခဲ့ပါတယ်ကျွန်တော်မော်ရစ်ပါစကိုင်းတိုင်းကလေးမြို့နယ်မှာစစ်ကောင်စီတပ်ကနေအိမ်တွေကိုမီးရှို့တာအရဲသားတွေနေထိုင်နေတဲ့ကျေးရွာတွေစီလက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေလုပ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။အေဘလာ၂ရက်နဲ့၃ရက်မနက်အစောပိုင်းကစစ်ကောင်စီလက်အောက်ခံဟန်တာရီရွာဘက်ကနေ တင်သားရွာကုတ်ကိုရွာနဲ့လေချားရွာတွေဘက်ကိုစစ်ကောင်စီတပ်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်တယ်လို့ဧပြီလ1ရက်နေ့ကင်းပိုင်းကလည်းကလင်းနီးပညာတက္ကသိုလ်ကစစ်ကောင်စီတပ်သားတွေဟာတာယာရီကြီးရွာကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့ပြောပါရတယ်။စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်ကြီးရွာတွင်းမှာနေထိုင်နေတဲ့ဒေသခံတချို့ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီးတာယာဝရီရွာကဒေသခံတွေလည်းစစ်ကောင်စီရန်ကြောင့်ထွက်ပြေးတိမ်းရှောင်နေကြရတဲ့အတွက် မီးရှို့ခံရတဲ့နေ့အရေအတွက်ဘလောက်ရှိသလဲဆိုတာမသိရှိရသေးဘူးလို့ကလင်းနယ်တောင်ပိုင်းကဒေသခံတွေက DVB ကိုပြောပါရယ်မက်လာ28ရက်မှာလှုပ်ခတ်သွားတဲ့အင်အားပြင်းငလင်ကြောင့်လူပေါင်းထောင်ချီသေဆုံးခဲ့ရပြီးထောင်ထဲချီတဲ့ဒေသခံတွေအိုးအိမ်မဲ့ဖြစ်နေခြင်းစစ်ကောင်စီကဧပြီလ2ရက်ညမှာရက်ပေါင်း20ရာရီအပြည့်ရမယ်လို့ပြောဆိုခဲ့တာဖြစ်ပါရဲ့ရှင် ယူကရိန်းနိုင်ငံကနိုင်ငံသားတပ်ဖွဲ့ဝင်တွေအတွက်ပံ့ပိုးကူညီဖို့အစဉ်သင်းဖြစ်နေတဲ့နိုင်ငံတွေပါတဲ့အုပ်စုကိုယ်စားလှယ်တွေနဲ့ယူကရိန်းသမ္မတပိုလိုတီမာဆယ်လန်စကီးကဧပြီလ၄ရက်မှာတွေ့ဆုံမယ်လို့ဆယ်လန်စကီးကဧပြီလ၁ရက်မှာပြောပါရယ်။ဘလို့ငင်းချမ်းရေးသဘောတူညီချက်တစ်စိတ်တစ်ပိုင်းအနေနဲ့မဆိုလူကြုံရေးအာမခံချက်ရဖို့ယူကရိန်းအစိုးရကတွန်းအားပေးနေလို့ကြီးရည်လေးဆိုင်ရာစစ်တပ်တွေမှာတပ်ဖွဲ့ဝင်တွေပါဝင်ကူညီဖို့အစဉ်သင်းဖြစ်နေတဲ့ယူကရိန်းရဲ့မဟာမိတ်တွေနဲ့ဆွေးနွေးမယ်လို့ယူကရိန်းကောင်ဆောင်ကပြောပါရယ်။ ဂျာမန်နိုင်ငံသားဝင်ကြီးအန်နာလီနာဘဲယာပေါ့ထနဲ့သတင်းစာရှင်းလင်းပွဲမှာဇယ်လန်စကီကရုရှားနိုင်ငံသားတွေအပေါ်ပိတ်ဆို့အရေးယူမှုဖိအားတွေအကောင်းစီဖို့အမေရိကန်ကိုတိုက်တွန်းခဲ့ပါတယ်။ယူကရိန်းဟာစွန့်ရင်ဆိုင်ရာအခြေခံအဆောက်အဦတွေအပေါ်ပြစ်ခတ်ရစဲရေးကိုရုရှားကချိုးဖောက်တာနဲ့ပတ်သက်လို့အမေရိကန်စီနေစဉ်နေပါသတင်းအချက်လက်ပေးပို့ခဲ့တယ်လို့လည်းဇယ်လန်စကီကပြောကြားခဲ့ပါတယ်ရှင်။ ဒီဗီယူမြင့်တန်ကြတဲ့နောက်ဆုံးရသတင်းတွေကိုရှုစားကြရတာပါကျမတော့ဖူးအီနွယ်ပါ ကြီးစုနာဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်